မစနဲ့နေသိပ်ပေးရဆိုတော့မမပြောတယ်ပဲလုံးဝမလုံတော့ဘူးပေါ့နော်တော့အဆအဆရရသူတို့အတွက်ပြောမယ်ဆိုဘာစကလုံးမှပေါ်ပြလို့မရဘူးသိရမလဲအာအဓိကတော့ဝမ်းနေနေရာထက်စာရေညီတို့ဘာလုပ်နေနိုင်လဲဆိုတာလေးပဲနောက်ပိုင်းတွေးတော့ရပေါ့နော်ဒီ လူငယ်ကတော့သူဒါနေတော့ကောက်တာနှစ်ရက်ဒီနေ့က3ရက်မြောက်နေပေါ့เนาะဆိုတော့ရှေးနှစ်ရက်မှာတော့နေတော့သိန်းတရာကျော်လောက်တော့ရနေပြီဆိုတော့ဒီနေ့လည်းအော်ဘယ်လောက်ထက်ရအောင်လဲတော့နေတော့မရှိရသေးဘူးပေါ့เนาะဆိုတော့တော်တော်လေးအော်အများကြီးထူကြတွေ့တဲ့အတွက်ကြောင့်မလို့လည်းအရန်လည်းဝမ်းသာပါတယ်ဟုတ်စစားဖြစ်တဲ့နေ့ကနေပြီးတော့အခုထိပဲအော် Facebook မှာကြည်လာထက်လာတဲ့အခါမှာအိမ်ကြီးအများကြီးပျက်စီးရတယ်ပြီးတော့ကြောင်းနေပေါ့เนาะဖခင်ရည်အများကြီးပဲပြည့်စည်ရတယ်ပြီးတော့နန်းနေဆိုလဲအဲ့လိုပဲ အဲဒီနေ့ထီတော်မှာအဲ့လိုမျိုးတက်လာတဲ့အများကြီးတွေ့ရတာမှာခန့်လို့လဲထပ်တူပြိတ္တတွေနဲ့ထပ်တူဖြစ်တဲ့သူတွေနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါအဲ့တကယ်လဲဝမ်းနေရပါတယ်ဒီကတော့ကိုယ်တက်နိုင်တဲ့ဟာကိုဝိုင်းဝန်းပြီးတော့ပြင်ပြီးကြာမယ်ပေါ့နော်ဒီတော့ဘယ်နေလို့တော့ပြောတတ်ပါတယ်ဆိုတော့ကိုလုံနိုင်တဲ့လုံအားဌာနဖြစ်စေငွေအားဌာနဖြစ်စေအဲ့လိုမျိုးပဲဝိုင်းဝန်းပြင်ပြီးကြာတယ်ပေါ့ပါစံနဲ့နှစ်သိပ်ပြီးရဆိုတော့ဥမပြောတယ်ပေါ့လုံးဝမလုံတော့ဘူးပေါ့နော်ဒီလိုလူတွေကတကယ် တကယ်တော့တကယ်အဲ့နေရာကိုသွားပေါ်မခက်စားတွေ့ရတော့အဲ့ခက်စားချက်ကိုကိုကစာနာပြီးရဆိုရင်အဲ့ခက်စားချက်လောက်ရှိတော့နေရို့ မပြောင်းတော့မလုံလောက်ဘူးပေါ့နော်မသိဖို့စကားတကယ်မလုံလောက်နိုင်ချင်လို့ကတော့ပြောရမယ်ဆိုတော့ဟိုဝမ်းနဲ့ဆိုတဲ့စကားအထက်ဟောပြောလို့ရတဲ့ဟာမျိုးတွေရှိရဆိုရင်တော့ပြောချင်ပါတယ်ဒါပေမဲ့ကိုယ်တွေဒီဘက်မှာခံစားနေရဆိုတော့အမုံအမွားပပလေးပေါ့နော်ဆိုတော့အအဓိကတော့ဝမ်းနဲ့နေရာထက်စာရင်မျိုးတို့ဘာလုပ်နေနိုင်လဲဆိုတာလေးပဲနောက်ပိုင်းတွေးတော့ရပေါ့နော်အဓိကဆူတောင်းပေးတယ်စူတောင်းပေးရုံနဲ့လုံလောက်မလားဆိုမလုံလောက်ဘူးဆက်ပြီးတော့နေတော့ဘာကူညီပေးနိုင်မလဲဆိုတာလေးလက်ထပ်တွေ့ရပေါ့เนาะအဲ့တော့ကိုလုံးနိုင်တာလေးတွေလောက်ကြမယ်ပေါ့เนาะဟုတ် ဖန်တို့တော်မှအိမ်မနေတော့ထူနေပြီလေအရန်ကိုအခုအချိန်ရလဲအရန်ကိုပူအိုက်နေရတယ်သူတို့ဆိုဘလောက်တော့ပင်မလိုက်မလဲဟိုမနေ့ဆိုနေ့လေရောညရောညရော အပြစ်မှာပဲအိတ်ကလေးစားတာတောက်တာနေရထိုင်တာရေချိုးတာအဲ့လိုတော့အဆဆာရရသူတို့အတွက်ပြောမယ်ဆိုဘာစကလုံးမှပေါ်ပြလို့မရဘူးတည်ရမလဲအခုချိန်မှာဆိုဘာမှမလုပ်ချင်ဘူး ဒီနေ့ဒီချိန်အထိမနေ့ကဘာမှကိုကိုဘဲမှလည်းမသွားချင်ဘာမှလည်းမလုပ်ချင်အဲ့လို Facebook ကိုကြည့်ရဲကြည့်ပြီးွားရဲတို့အစားကိုစိတ်မကောင်းဖြစ်တယ်ခလေးလေးတွေတက်လာတာဟာလေးဆိုလဲအရန်ဝမ်းနေရတယ်ပေါ့နော်ပြီးတော့ MAO တွေအဲ့လိုမျိုးတွေ့ရတာဟာလေးဘယ်လိုပြောမလဲ ပြောပြစကားလုံးလည်းမရှိဘူးအကတော့ဒီလိုမျိုးအမွေနှစ်တည်းဆိုတာနိုင်ငံတိုင်းနိုင်ငံရပြယုံပဲလေနော်ဆိုတော့ဒါတွေကနေတို့ဒီကျေးမှုအမွေနှစ်တည်းတကယ်ဟောဗုဒ္ဓနဲ့ဓာတ်တွေပေါ့နော်ဆိုတော့ဒါတွေကပုံပြည့်စည်သွားရတယ်မြင်ရတယ်ဒါစကိုင်းသမားဆိုတဲ့အများကြီးပြည့်စည်သွားရတယ်မြင်ရတဲ့အတွက်ကြောင့်မို့ဟာရန်ဝမ်းနဲ့ပေါ့နော်ပြောပြစကားတော့မရှိတော့ပါဘူးစိတ်တမကြဘူးပြောချင်တာတည်းဆိုင်တော့အရင်ကြီးမပြိုလဲသွားဖို့ပေါ့နော်အားလုံးကိုတော့ပြောချင်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒါဘဝရှေ့ဆက်ရအောင်လဲဆိုတော့အော်ဒီဆုံးရှုံးသွားတဲ့လူတွေအတွက်တော့သွားတဲ့ ့လူတွေကလည်းကိုပြိုလဲပြက်စီနေတာကိုသူတို့လည်းမြင်ကျင်တာမှမဟုတ်ဘူးလို့တော့နေချင်တယ်ပေါ့နော်အဲ့တော့ပြန်ပြီးတော့ပြောင်းလဲပြီးတော့ပြန်ထပြီးတော့နေလို့တဲ့အကုန်လုံးဝိုင်းပြီးတော့ကုနေကြမယ်အားလုံးလည်းကုနေကြမယ်လို့ထင်ပါတယ်ဆိုတော့အားလုံးကုဝိုင်းဝန်းကုနေပြီးတော့အာရှေ့ဆက်ကြပါ